ချက်ခင်နေကြရပါတော့တော်လိုင်းကလေးကပေါင်းတော့ဝင်လာပါရှင်။နေမိသားစုတန်လေးမှပြန်လေးတွေ့ဆုံလိုက်ပါရှင်။အခုတခါဖပြပေးတော်မှာကတော့ဆရာကြီးမင်းတင်ကရေးသားထားတဲ့ငင်းကပကျင်းသားအပိုင်း16ကိုဖပြပေးတော်မှာဖြစ်ပါရဲ့။အပိုင်း16အပိုင်း16ကတော့ကျန်စစ်သားနဲ့စီတော်ကျန်ပေးတဲ့သုံးဦးကအချင်းထောင်ကိုငင်းကပအချင်းထောင်ကိုလာရောက်ဆစ်စီတဲ့အပိုင်းလေးပဲဖြစ်ပါရဲ့။ကျန်စစ်သားက ိုနီယာကနေရှေ့သို့ဆက်၍လျှောက်သွားတယ်။စီရော်နှင့်ကြံပင်သေးမှမူဆက်၍လျှောက်မသွားဘဲလူဝါကြီးအခန်းရှေ့သို့ရောက်လာ၏။စီရော်ကလူဝါကြီးအားပြုံးပြလိုက်ပြီးလျှင်ဒီမှာလူဝါကြီးအုံဆိုတာကိုရွတ်ပါကျွန်တော်မတို့ရဲ့အကြီးအကဲကိုယ်တိုင်ကရွတ်ပါလို့ခွင့်ပေးလိုက်ပါပြီ။အဲဒါကြောင့်လလလရွပါဟုပြောလိုက်လေဤလူဝါကြီးသည်ပြုံးလိုက်လေဤ နေစမ်းမအောင်စီတော့မင်းမင်းတို့ရဲ့အကြီးကဲဆိုတာဘယ်သူတော့ဟုမေးလိုက်လေဤထိုအခါစီတော်ကဂျန်စစ်သားဟုပြန်၍ပြောလိုက်လေဤလူဝကြီးသည်အာရဘာရရေလိုက်လေဤထိုနောက်တမ်ပတီပါတားတယ်မှာဒီလိုအတော်ဆုံးပဲဟုပြောလိုက်လေဤ ဒီလိုကျွန်တော်တို့ရဲ့အကြီးအကဲဖြစ်တဲ့ဂျန်စစ်တာကလူဟာကြီးကိုအုံလူးလက်လက်ရုပ်ခွင်ပေးတော့ဆောင်းရက်ပေးရတာကကျမစီတော့ပါဟုတ်ပြောလိုက်လေလူဟာကြီးကရေတန်လေဤထို့သောရေပြီးနေအောင်တန်ပါတီပါသူတွေထဲမှာစီရောဟာအတော်ဆုံးပဲဟုတ်ပြောလိုက်လေဤကျံပင်တင်းဒီလူဟာကြီးထမင်းစားရန်ပေးထားသောပကံခွက်ရောက်တို့ကိုကြည့်၍ဒီမှာကျန်ကျမဖက်လူဟာကြီးအကြီးစခန်းထဲမှာ ော်တော်ဒုက္ခတွေ့နေပြီလား။ဟုမေးလိုက်လေဤ။ထိုအခါကျမဖက်လူပါကြီးကဒီမှာမင်းမင်းတန်တိုင်တွေတော့ကာထားတယ်။ဒါပေမဲ့လှောင်အင်းတော့မဟုတ်ပါဘူး။နေရည်တွေလည်းကာထားတယ်။ဒါပေမဲ့ထောင်မဟုတ်ပါဘူး။ကိုယ့်ရဲ့မနှောဝင်ကြီးလေးကိုကိုယ်တိုင်အကျဉ်းချမထားရင်ဘယ်မှာမှအကျဉ်းထောင်ရည်လို့မရှိနိုင်ပါဘူး။ကျုပ်ဟာမနှောဝင်ကြီးလေးကိုလွတ်လွတ်လပ်လပ်ထားလိုက်တယ်။ဒါကြောင့်မို့လို့ ျုပ်ကိုဒီခန်းကြီးလေးထဲမှာထားပြီးမယ်ကျုပ်ဟာတစ်ခါမှအကျဉ်းမကျခဲ့ဘူးအငဲလွမြောက်နေတယ်ကျုပ်ပြောတာနည်းနည်းပို့သွားရထင်တချမ်းလွမြောက်နေတယ်ညီနီးပြောပြရစီဒါကြောင့်လဲဆိုတော့လူမာကစိတ်ရဲ့ရုပ်ရဲ့နှမျိုးပဲရှိတယ်ရုပ်ဆိုတာကဟောဒီခန္ဓာကိုယ်ကြီးကိုပြောတာတင်းတော့အနောက်ရထားဘင်းဟာကျုပ်ရဲ့ရုပ်လို့ခေါ်တယ်အရာကိုတော့ ဟော်ဒီမြင်းကပါဂျင်းစခန်းထဲမှာထည့်ထားနိုင်ပါတယ်။ဒါပေမဲ့ကြောက်ရွံ့စိတ်ကိုတော့အချင်းစခန်းထဲမှာမထည့်ထားနိုင်ပါဘူး။ရုပ်ရည်စိတ်ရည်နှမျိုးပေါင်းမှလူဖြစ်တာ။သူကရုပ်ကိုပဲထည့်ထားနိုင်နေဆိုတော့ကျုပ်ကတချမ်းလူမြောင်နေတာပေါ့။အဲဒါကြောင့်ကြံပြင်းသိအမေးတယ်လို့ဒုက္ခဖြစ်နေသလားမေးရင်မဖြစ်ဘူးလို့ဖြေရမှာပဲ။ဟုတ်ပြန်၍ပြောလိုက်လေဤ။ဒီမျိုးကဟုတ်တယ်လို့လို့ပဲ။ ဟုဂျန်ပင်သိန်းကပြောလိုက်ရာလူဝါကြီးကရေလိ၏လူဝါကြီးရေပြီးလျှင်ကျုပ်ကပင်မှာပဲနေရနေရပါဒါကြောင့်ကျုပ်တို့ဘာမှမထူပါဘူးဒီမှာမဲမဲတင်းလင်းသွားနေတော့တစုံတစ်ယောက်ကတင့်လက်ကိုဖမ်းကင်ပြီတင်းဘဲကိုမှမတော်ရဘူးတင်းကိုဖမ်းနိုင်ပြီလို့ပြောလိုက်တယ်ဆိုပါတော့အဲ့ဒါဘသူအဖမ်းခံရတာတော့ဟုတ်မေးလိုက်လေဤကျွန်တော်မှဖမ်းခံရတာပေါ့ ဟုတံမေသိန်းကပြောလိုက်ရာလူဝကြီးကခေါင်းကူခါလိ၏ထို့နောက်မဟုတ်ဘူးနှစ်ယောက်စလုံးအဖမ်းခံရတာတင်ပေကိုမှသွားလို့မရတယ်လို့ဖမ်းနေလို့လည်းသွားလို့မရတော့ဘူးဟုပြောလိုက်ရာချမ်ပင်သိန်းရောစီတော့ပါဟဟပပရေးလိုက်လေတော့ဤထို့နောက်ချမ်ပင်သိန်းကလူဝကြီးကတော့အဲ့လိုကက်သီးကက်တဲ့အကြောင်းအရာတွေစဉ်းစားပြီးပြောမွေးနေတော့တာပဲနော်ဟုတ်ပြောလိုက်ရာလူဝကြီးက တမတင်ပြောတာဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ဒါပေမဲ့ချုပ်အခုပြောတဲ့အကြောင်းအရာဟာတင့်အနေနဲ့လေလေးလေးနက်နက်စဉ်းစားတင်နေမဟုတ်လား။ဟုတ်ပြန်၍ပြောလိုက်လိမ့်ဤ။ထို့နောက်တံပြင်းတင်ကဒီမှာကျွန်မဖတ်ဖို့လိုပါကြီး။သင်ပါလို့ရှိတယ်။အဲ့ဒါကိုပြောပါ။ကျွန်တော်တို့အနေနဲ့ကုညီနိုင်တာကိုကုညီပါမယ်။ဟုတ်ပြန်၍ပြောလိုက်လိမ့်ဤ။ ဘာမှမလိုပါဘူးကျင့်ပေးတယ်။ကျုပ်ဟာပြည့်စုံနေပါတယ်။အခါမလက်ပြည့်စုံနေပါတယ်။ဟုပြန်၍ဖြေလိမ့်၏။သင်ဟာဒီခန်းချင်းလေးထဲမှာဘာမှမရှိပဲနေရတာဘလို့ပြည့်စုံမှာလဲလူပါကြီး။ဟုမေးလိုက်လိမ့်၏။ဘာမှမရှိလို့ပြည့်စုံတာပေါ့။တခုတလေရှိနေရင်ခြံတဲ့အရာတွေလိုအပ်နေုံပဲ။အခုတော့ကျုပ်ဟာကဘာမှမရှိဘူး။မနေ့တခါညတခါ အလွန်ချမ်းတဲ့ဆန်နဲ့ချက်ထားတဲ့သမင်းတပကံနဲ့ဘလို့ဆဆအရသာမရှိတဲ့ဟင်းရွက်ပြုတ်ရည်တစ်ခွက်လာပေးတယ်လေ။ကျောက်ဟာကောင်းမကောင်းကိုမစင်းစားတော့ဘူးကုံအောင်စားပြစ်လိုက်တာပဲ။ဘာဖြစ်လို့စားပြစ်လိုက်လဲဆိုတော့ကျောက်ဟာအသက်ရှင်ဖို့စားပြစ်လိုက်တာပဲ။ကျောက်တူကအသက်ရှင်ဖို့စားပြစ်လိုက်တာပဲ။ကျောက်တူဟာအသက်ရှင်ဖို့လေကိုရှူတဲ့အခါမှာဘလို့လေကိုရှူမယ်လို့ခြေမညပါဘူး။ အဲ့ဒီလိုပဲလာပေးတယ်ထမင်းကိုလည်းအသက်ရှင်ဖို့ဟီရချက်တစ်ခုတည်းနဲ့စားပြစ်လိုက်တယ်ပြီးတော့အုံကိုကျုပ်ဆိတ်ယူနေတယ်အုံဟာအတိတ်နဲ့အနာဂတ်ကိုအစဉ်တစ်ပြစ်မောင်းထုတ်ပြစ်ထားတယ်အုံရွနေစဉ်အတွင်းပြစ်စုံပန်တစ်ခုတည်းပဲရှိတယ်ပြစ်စုံပန်ဟာတကယ့်အရှိတရားမဟုတ်လားအဲ့ဒီတော့ကျုပ်ဟာပြစ်စုံပန်မှာပဲနေနေနေတယ် အဲ့ဒီတော့ကျုပ်ဘဝဟာပြည့်စုံနေတယ်လုံခြုံနေတယ်ဟုပြောလိုက်ရာစီတော်ကဒီမှာလူပါကြီးကာလ၃ပါးဆိုတာအတိတ်ပြည့်စုံပန်းအနာကမဟုတ်လားဖိနေကြလူပါကြီးကပြည့်စုံပန်းတခုတည်းပြောနေရတာတော့ဟုပြောလေဤလူပါကြီးသည်ရေလိုက်ဤဟာဟာပပတ်ရေလိုက်ဤကျင်နဲ့အောင်ရေပြီးနောက်ဒီမှာမင်းမင်း တိတ်ဆိုတာကုံဆုံးသွားတဲ့ပြစ်စုံပန်ဖြစ်တယ်။အနာကက်ဆိုတာမရောက်သေးတဲ့ပြစ်စုံပန်ဖြစ်တယ်။တကယ်ကအတိတ်မရှိဘူး။ကုံလွန်သွားတဲ့ပြစ်စုံပန်ကိုခေါ်တာဖြစ်တယ်။အနာကက်ဆိုတာလည်းမရှိဘူး။မရောက်သေးတဲ့ပြစ်စုံပန်ကိုခေါ်တာဖြစ်တယ်။ဒီမှာမေမေကျုပ်နဲ့မေမေနဲ့အခုစကားပြောနေကြတာပြစ်စုံပန်ဖြစ်တယ်။တော်တော်ကြာတော့ဒီအဖြစ်ပြက်ဟာအတိတ်ဖြစ်သွားလိမ့်မယ်။ အဖြစ်ပြက်တွေဟာတခုပြီးတခုဒရဆက်ဖြစ်ပြက်သွားတယ်။အဲ့ဒီလိုဒရဆက်ဖြစ်ပြက်သွားတဲ့အဖြစ်အပျက်တွေကိုအကြောင်းပြုပြီးအချိန်ဆိုတာကိုပြောနေရတာ။အမှန်ကအချိန်ရဲ့လို့အချိန်ဟာတကယ်မရှိဘူး။တကယ်မရှိတဲ့အရာမို့လို့မကုံမခန်းအမြဲရှိနေတာပေါ့။တကယ်ရှိတဲ့အရာဆိုကုံသွားတာကြာလာပြီ။ပြီးတော့ ကျုပ်ဟာအတိတ်အကြောင်းကိုမပြောဘူးအတိတ်အကြောင်းကိုမစဉ်းစားဘူးအနာဂတ်ကိုမမျှော်ဘူးတကယ်ရှိတဲ့ပြစ်ဆုံးမှပါပဲနေတယ်ဘဝမှာမလုံခြုံတဲ့လူတွေမပြည့်စုံတဲ့လူတွေဟာအတိတ်နဲ့အနာဂတ်မှာနေလေးရှိတယ်ပြစ်ဆုံးပန်းမှာနေလေးမရှိဘူးအဲ့ဒီလိုနေလေးမရှိတဲ့အတွက်လေသူတို့ရဲ့ဘဝမှာမပြည့်စုံဘူးမလုံခြုံဘူးဆိုတာကိုသူတို့ကိုယ်တိုင်မသိရှာကြဘူး ပြောလိုက်လိမ့်ဤထိုအခါချက်မင်းတင်းကဒီမှာလူဝကြီးတင့်ရဲ့နာခဲ့ဟာဖားလေဟုတ်မေးလိုက်လိမ့်ဤထိုအခါလူဝကြီးကကျုပ်ရဲ့အနာခက်ဆိုတာတခြားမဟုတ်ပါဘူးမေမေမကြခင်ရောက်လာမယ့်ပြစ်ဆုံးပံမှာဒါပဲဖြစ်ဖြစ်ကျုပ်ဟာပြစ်ဆုံးပံမှာပြည့်စုံနေတယ်လုံခြုံနေတယ်ဒါကြောင့်မို့လို့အနာကက်မှလည်း ပြည့်စုံလုံခြုံနေမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့အနာကက်ဆိုတာတခြားဟာမှမဟုတ်ပဲ။ရောက်လာတော့ပဲပြည့်စုံပံမဲမဟုတ်လား။ထိုအခါကြံပင်သေးနေစီတော့ကဒိုင်းတူဝိုင်း၍ရေလေးကြာလိဤ။ထို့သို့ရေပြီးလေနှုတ်ဆက်၍ထွက်သွားကြလိတော့ဤ။၎င်းတို့ထွက်ထားသည့်တွင်တပြိုင်နက်လူဝကြီးတို့ကိုထိုက်ရိုက်အုပ်ချုပ်ရသောအပြင်းစကန်းအရာရှိရောက်လာလိဤ။ ိုအချင်းစခန့်အရာရှိအမိမှာငတိုင်များဟူ၍ဖြစ်၏၎င်းအရာရှိကဘလို့လဲလူဝကြီးခုနှစ်ယောက်နဲ့ရင်းနေတယ်ထင်နေတင်းနေစကားကြာကြီးပြောသွားပါလားဟုမေးလိုက်လေဤအဲ့ဒီတရှိုးပဲနှဟူဟာသူ့အနာဘုံမိမှာနေတော့ကကျုပ်ရဲ့အိမ်ကြီးချင်းတွေပဲဒါကြောင့်ကျုပ်ကိုသူတို့ကအချင်းစခန့်ထဲမှာဘာများလို့ဒီတလဲလို့မေးတာပါကျုပ်ကဘာမှမလို့ဘူးလို့ပြောလိုက်ပါတယ်ဟုတ် လူဝါကြီးကပြန်၍ပြောလိုက်လေ၏ထိုအခါအချင်းစခန်းအရာရှိငတိုင်များကအဲ့ဒီဒီအချင်းစခန်းထဲမှာကျုပ်တို့ကဂျင်းလူကိုတခုခုပေးရင်အပြစ်ရှာတယ်အရေးယူတယ်သူတို့ပေးကြည့်ရင်တော့အခုလိုပဲမေးလာဆန်လာလုပ်ပြီးမေးတော့တာပဲကျုပ်လည်းဒီအချင်းစခန်းမှာအလုပ်လုပ်ရတာတော်တော်စိတ်ကုန်နေပြီအလောက်ကထွက်ပြီးလှဲလေးပါလီထောင်းမလားစိတ်ကူးနေတယ် အခုအခါမှာလဲလေးမပြောနဲ့ကျုံမှာရှိတဲ့ငွေနဲ့ဝယ်မယ်ဆိုရင်လဲတောက်ခွာတော့ငွေနိုင်မှာမဟုတ်ဒါကြောင့်ကြိတ်မိတ်ပြီးတော့လုံနေရတာဟုတ်ညင်းညူလိုက်လိလူဝကြီးတီအချင်းစကန့်အရာရှိအားလွန်စွာကယူနာတက်ရွေသွားလိဤထို့ကြောင့်ဒီမှာရရှိသင်ကကျွန်ုပ်ကိုဖမ်းထားတာမဟုတ်ပါဘူးကျွန်ုပ်ကလည်းသင်ကိုဖမ်းထားတာမဟုတ်ဘူးသင်ဟာ ိတ်ဟာတင့်ကိုမိနေတာပါတင့်ဟာတင့်ကိုမိနေတာပါဘာဖြစ်ဖြစ်တင့်လည်းလွမြောက်ပါစေလေပဲမောင်းမောင်းလှေပဲလွလွန်ကိုဟာကိုလွတ်လွတ်လပ်လပ်မောင်းနိုင်လုံနိုင်ပါစေဟုတ်ပြောလိုက်ရအချင်းထောင်အရာရှိကကျွန်တော်အတွက်ပဲဆူတောင်းပေးသလားတင့်အတွက်ကိုဆူမတောင်းဘူးလားဟုတ်မေးလေတော့ဤထိုအခါလူဝကြီးက ဒီမေရရှိကျုပ်အတွက်ကျုပ်စုတောင်းတဲ့အချိန်ပေါင်းမနေတော့ဒါကြောင့်တင့်တွယ်စုတောင်းပေးတာဒါနဲ့နေပါအောင်ဇီရီတဲတဲ့စီဖြောက်သေးလားပြီးခါနေပြီလားဟုမေးလိုက်လေဤကျုပ်တစ်ခေါက်ရောက်သေးတယ်သူတို့အလုံးလုံးတာတော်တော်မြန်နေတော်တော်လေးပြီးနေပြီဖျားဆင်းနေတော်ကြီးကလေရုံလုံးပေါ်နေပြီမချခင်ပြီးတော့မှာပဲဟုပြောလိုက်လေဤ ဖိုအခါလူပါကြီးကဖျားကျဲ့ပြီးရင်အဲ့ဒီအထိမ်းမန်းနဲ့အချင်းစခန်းထဲမှာရှိတဲ့လူတွေကိုဘယင်အတော်ရထာကလွတ်ပေးလိုက်မယ်။အဲ့ဒီအခါမှာကြုံလွတ်သွားလိမ့်မယ်။ဟုတ်လူပါကြီးကပြောရာအချင်းထောင်ရရှိကဖြစ်နိုင်ပါမလားလူပါကြီး။ဟုတ်မေးလိုက်လေဤ။ဖြစ်နိုင်တာကိုစဉ်းစားပြီးပြောတာပဲ။အဲ့ဒါကမှမဖြစ်နိုင်ဘူးဆိုရင်လေမတက်နိုင်ဘူး။ဆက်ပြီးနေုံပေါ့။ဒါပေမဲ့တခုတော့ပြောချင်ပါသေး။ တင်တို့ဘရင်ကိုပြောဆမ်းပါလူပါကြီးကိုဒီမှာထားလဲဘာမှမထူဘူးပြန်လို့လိုက်လဲဘာမှလုံးမနိုင်မဲ့လူကြီးမဟုတ်ပါဘူးဆန်ကုန်ခံပြီးဘာဖြစ်လို့ထားမှလဲဟုတ်ပြောလိုက်ရာအချင်းထောင်အရာရှိကရေလီဤထို့တို့ပြောပြီးနောက်တင်းကစကားများကြီးပြောတာကိုအဲ့ဒီတဲ့တင်းကိုဖမ်းထားရတာတင်းချဟုံမသိတဲ့လူတွေကတင်းကိုဒုက္ခပေးမဲ့လူလို့ထင်နေကြတာ အခုလိုနိမ့်နိမ့်ကက်ကက်နေမှသင်ဟာဘသူ့ကိုမှဒုက္ခမပေးဘူးဆိုတာသိတာ။ဟာပဲဖြစ်ဖြစ်ဘလို့เจ้าနေပဲဖြစ်ဖြစ်သင်လွတ်မြောက်သွားမှာကိုကျွန်တော်လိုလားပါတယ်။တနေ့နေ့တစ်ချိန်ချိန်မှာကျွန်တော်လာသူ့ဝနာပုံကြီးကိုရောက်ချင်ရောက်လာအောင်ပါပဲ။ဟုတ်ပြောလိုက်လေဤထိုအခါလူဝါကြီးကတကယ်လို့များသင်သူ့ဝနာပုံကြီးကိုရောက်လာရင်ကျွန်ုပ်စီကိုဝင်ခဲ့ပါကျွန်တော်အဲ့ဝင်ကြည့်အောင်ပြုစုနိုင်ပါရဲ့ကျွန်တော်မှာဇနီးသားမရမရှိပေမဲ့ ထမင်းရင်ကောင်းကောင်းချက်တက်ပြုတ်တက်ပါတယ်။တင့်ကိုကောင်းမှုစွာချက်ပြုတ်ကျွေးမေးမှာပါ။ဟုပြောလိုက်ရာအချင်းတောင်အရာရှိကတင်ချနှုတ်ကိုဘာနဲ့ကျွေးမလဲ။ဟုမေးလိုက်ဤ။ထိုအခါလူဝကြီးကဒါမင်းနေစရာမလိုပါဘူး။စံချမ်းနဲ့ချက်ထားတဲ့ထမင်းနဲ့ဟင်းရွက်ပြုတ်ပေါ့။တင်းတို့အဲ့ဒါကိုတိတ်ပြီးကြိုက်တယ်မဟုတ်လား။ဟုပြောလိုက်ရာအချင်းတောင်အရာရှိကတင်ဟာအတော့ချိပတတ်တာပဲ။ ။တင်းတို့ကိုဟင်းရပြုတ်နဲ့နေတိုင်းကျွေးနေတာ။ညှိပန်းလို့လည်းတဘောမဟုတ်ပါဘူး။ဒီလောက်များတဲ့အကျဉ်းသားတွေကိုဒီလောက်နှစ်ချာကြီးကျွေးရမှာဆိုတော့ဟင်းကောင်ဘလို့လို့ချက်ပြီးကျွေးနိုင်မှာလေ။ဟင်းရပြုတ်ပဲကျွေးနိုင်မှာပေါ့။တကယ်လို့လူဝကြီးထောင်ကလို့ရင်ကျွန်ုပ်အိမ်ကိုလာပြီးလဲစမ်းမှာ။တင်းကိုကြက်သားဝက်သားစိတ်သားဘေးပေါင်းအမင်းနဲ့ညစ်ကြောချင်းမောင်ကျော်စတဲ့ဟင်းလင်းညာတွေနဲ့ချက်ကျွေးချင်မှာပါ။ ကြွေးချင်ပါတယ်ဟုပြောလိုက်လျင်လူပါကြီးကဒီမှာအရာရှိမင်းချက်သားဝက်သားစိတ်သားအမဲနဲ့တွေနောက်မှကြွေးပါဗျာအခုလောလောဆယ်ချင်းမောင်ကျော်လေးစားရရင်မဆိုးဘူးဟုပြောလိုက်လျင်အရာရှိသည်လူပါကြီးအားလွန်စားတနာသွားဤအိမ်မှထည့်ယူလာတော့၎င်း၏ထမင်းထုံမှချင်းမောင်ကျော်အာယူလာ၍လူမလူပါကြီးအားကြွေးလိုက်လိမ့်ဤလူပါကြီးလည်း ဖုန်နဲ့ညနေသာသမင်းကိုချင်းမောင်ကျော်နဲ့မြင်းရွှက်စွာဆားရလိမ့်ဤအချင်းထောင်အရာရှိငတိုင်းများတဲ့မိမိပေးတော်ချင်းမောင်ကျော်နဲ့မြင်းရွှက်စွာသမင်းစားနေသောလူဝါကြီးအားကြီးက၎င်းဤရင်၌စေတနာတမျိုးဖြစ်ပေါ်လာ၏ဝေဒနာတမျိုးဖြစ်ပေါ်လာ၏ထိုဝေဒနာကပီတိဆိုသောအရာဖြစ်ပေတော့တည်း ်အားလုံးပဲမင်္ဂလာပါရှင်နေဝီတာစု channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါဖတ်ပြပေးမှာကတော့ဆရာကြီးမင်းသိန်းခါရေးသားထားသောမင်းခပါအကျဉ်းသားအပိုင်းစက်ခုံလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်အပိုင်းစက်ခုံမင်းခပါအကျဉ်းစခန်းကြီးတစ်ခုလုံးတိတ်ဆိတ်နေ၏ချင်မဘက်လူဝါကြီးတူရဲတာအုံအုံနဲ့ယူဆုံနေ၏ထိုချင်း၌ အချင်းစခန်းကိုစောင့်တော့ဝန်ထမ်းတို့လူဟာကြီးအခန်းရှိသူရောက်လာ၏ထိုဝန်ထမ်းကလူဟာကြီးအားဘာရီအောင်နေရလေလူဟာကြီးရဲ့ဟုမေးလိုက်ရာလူဟာကြီးကမိုးရွာကနီးလို့အောင်နေတာပါဖားရီလို့ပေါ့ထားနေစကားမဆက်မေးရအောင်မေးကျုပ်တို့မနူဟာပရင်တည်တဲ့ဖျားပြီးသွားပြီလားဟုပြောလိုက်ရာထိုဝန်ထမ်းက လူဝါကြီးကျုပ်ကိုတတ်တတ်အငိုက်ဖမ်းပြီးမေးတာပဲအဲ့ဒီအကြောင်းအရာကိုအချင်းစခန်းထဲမှာမပြောရဘူးလို့အမိန့်ထုတ်ထားတယ်ကျုပ်ကပြောမိရင်ကျုပ်ကိုအေးအေးယူမှာပေါ့ဒီလိုမလုပ်ပါနဲ့လူဝါကြီးရဲ့ဟုတ်ဝင်းတန်းကပြန်၍ပြောလိမ့်ဤဒီလိုပါတိတ်ကိုကျုပ်ကအငိုက်ဖမ်းပြီးမေးတာမဟုတ်ပါဘူးဖျားတယ်ဖို့အချင်းသားတွေထုတ်သွားတဲ့ခါမှာကျုပ်ရှိကထုတ်သွားကြတာပဲအခုခါမှာသူတို့ကိုမထုတ်တော့လို့မေးတာပါ အမှန်ပြောရရင်ကျုပ်ကပြင်ပကိစ္စတွေတိတ်ပြီးစိတ်ဝင်စားတာမဟုတ်ဘူးကျုပ်ကကျုပ်ကိုပဲစိတ်ဝင်စားတာပြီးတော့တင်းတို့ဝန်ထမ်းတွေကိုစိတ်ဝင်စားတာပါသားသမီးဘယ်နှယောက်ရှိတလဲဟိုလူဝါကြီးကမေးလိုက်လေဤထိုအခါဝန်ထမ်းကသားသမီး၃ယောက်ရှိတယ်ဟိုပြန်၍ဖြေလျင်တင်းကိုပြောချင်တာကဖျားကြီးပြီးသွားရင်ဖျားပွဲလို့ရမယ် လုတ်တဲ့အခါမှာမုတ်သေးရီအသေးမုတ်အတိအမုတ်အဆိုးကရီနဲ့ပျော်ဝဲရှင်ဝဲပါတွဲပြီးလုံးလေးရှိတယ်။ကျုပ်တို့သူ့အနာပုံမိမှာဒီတိုင်းလုတ်တာပဲ။အဲ့ဒီခါမှာတင့်ရဲ့ကလေး၃ယောက်ကိုဖျားပွဲကိုခေါ်သွား။ကလေးတွေသိပ်ပြီးပြောကြမှာ။ဟုတ်။ကျမဘက်လူဝါကြီးကပြောလိုက်လေရင်ထိုဝင်းနှန်းကအေးမနူဟာတဲတဲ့ဖျားကပြီးသွားပါပြီ။လူဝါကြီးပြောရဲဖျားပွဲဆိုတာကတော့မဖြစ်သေးဘူး။ ဖြစ်ခဲ့ရင်ကျုပ်ရဲ့ကလေး၃ယောက်ကတော့အဲ့ဒီဖျားပွဲကိုခေါ်သွားရမှာပဲဟုတ်ပြောလေတော့ဤထို့နောက်ထို့ဝန်ထမ်းထွက်သွားလိဤကျမဖက်လူဝါကြီးသည်သက်ဆုံးတစ်ခုကိုစဉ်းစားနေဤထိုချိန်၌ဘရင်အနှော်ရထားသည်လဲအကြောင်းအရာတစ်ခုအတွက်အလေးနဲ့စဉ်းစားနေရဤထိုအကြောင်းအရာကမိမိဖန်ထားသောမနုဟာဘရင်ကဖျားတည်၍ပြီးပါပြီ ထို့တို့ပြီးလျင်အနေကစားတင်ရပါမည်အနေကစားတင်သောအခါ၌မုံဖုံးတော်ကြီးအပါး900ဖြင့် တင်လိုပါသည်ဟု အကြောင်းကြားခဲ့ခြင်းပင်ဖြစ်သည်ခနည်းဘုရင်တော်ယထာသည်မိမိဖန်ဆီးထားသောတုံကန်းဘုရင်ဤဆန္ဒကို ဖြည့်ဆည်းလို၏တို့ရာတွင်သူ့အနာပုံမိမှမုံတန်ကားတော်900ဆိုသည့်အချက်မှစဉ်းစားเสียဖြစ်နေ၏ဤအကြောင်းအရာသည် စည်ရင်းနေပတ်သက်နေ၏ထို့အတူနိုင်ငံတော်၏လုံခြုံရေးနှင့်လည်းပတ်သက်နေ၏မိမိပင့်ပေးလိုသည်ကမူတန်ကားတော်900ဖြစ်ပြီးတကယ်ကြွလာသည်ကမူတန်ကားတော်များမဟုတ်ပဲတိုက်ဆွမ်းရီကောင်းသော သူရဲကောင်း900ဖြစ်နေပါကမိတို့ဖြစ်မည်နီဤအကြောင်းရာသည်ဘယင်းအနယထာအားခေါင်းခဲစေသောအကြောင်းရာဖြစ်၏ထို့ကြောင့်၎င်း၏လယုံစစ်တီကြီး ကျန်စစ်ထအားခေါ်ဆောင်၍ခေါ်ယူ၍ထိုအကြောင်းအရာနှင့်ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးခဲ့၏ထိုအခါကျန်စစ်သားကဒီကိစ္စကိုကျွန်တော်မျိုးတာဝန်ထားပါသူ့နာဘုံကြီးကိုစိတ်ချရတဲ့တချို့တွေကျွန်တော်မျိုးလွတ်လိုက်ပါမယ်အဲ့ဒီတချို့တွေဟာကုန်တယ်ရောင်ဆောင်ပြီးသွားကြမှာဖြစ်ပါတယ်မိမိရဲ့တချို့တွေဟာဘုံကြီးเจ้าတွေမှာတဲခိုကြပါမယ်သူတို့တဲခိုတဲ့เจ้าကမွန်ဖုံးတော်ကြီးတွေရဲ့ပွင့်အမြင့်စင်းကိုမိမိတို့ထံ ပြန်ပြီးပို့ပေးကြရပါလိမ့်မယ်။အဲ့ဒီစည်းရင်းကိုကြည့်ပြီးမိမိတို့ကသူ့ဝတ္ထဘုံကြီးကတန်ငါတော်900ကိုပင့်ဆောင်ချရမှာဖြစ်ပါတယ်။တချို့တွေရဲ့စည်းရင်းထဲမှာဘေးတန်ငါတော်ကိုပင့်တင်နေဘေးတန်ငါတော်တွေမပင့်တင်ဘူးဆိုတော့ထောက်ခံတဲ့ငင်းပယ်တဲ့စည်းရင်းတွေပါလာမှာဖြစ်ပါတယ်။အဲ့ဒီကြမှာတန်ငါတော်တွေပင့်ဆောင်မဲ့အဖွဲဟာသူ့ဝတ္ထဘုံကြီးကိုထွက်ခွာသွားကြမှာဖြစ်ပါတယ်။ထီကြီးဝါကြီးတန်ငါများ က်ကြီးရွယ်ဦးတန်ခါများကိုတော့ဆင်နဲ့ပင့်ဆောင်ပါမယ်။ကြံနဲ့တန်ခါများကိုတော့မြင်းရထားများဖြင့်ပင့်ဆောင်ပါမယ်။နုပြိုငယ်ရွယ်တဲ့တန်ခါတော်တွေကိုတော့မိမိတို့တက်နဲ့အတူခြေချင်းပင့်ဆောင်ပါမယ်။ပြီးတော့လမ်းတလျှောက်လုံးမှာမထွေယူစီစဉ်တဲ့ဧကန်ဧကန်ကျိုးစိုးရေးစခန်းတွေရှိပါမယ်။အဲ့ဒီစခန်းတွေကနေတန်ခါတော်တွေကိုဆုံးတက်ပါမယ်။ လူတွေကိုလည်းချွေးမွေးအိတ်ခံပါမယ်။ဆက်ခန်းတွေဟာတစ်ခုနဲ့တစ်ခုမဝေးလောက်အောင်စီမံထားပါမယ်။လူတွေအတွက်ညစာစားနိုင်ဖို့ကြားစခန်းတွေလည်းထားပေးပါမယ်။ပြီးတော့မှတံပါတီပါမြို့အတွင်းကိုအယောက်ပင့်ဆောင်ပြီးရခင်အကြီးဖုန်းကြီးများနေတဲ့ကျောင်းအလွတ်ကြီးတစ်ခုအတွင်းမှာတန်ခါတော်အရှင်မြတ်များကျင်းချက်ရန်အတွက်စီမံထားပါမယ်။ခုနှုတ်အားဖြင့်အစီရင်ခံလိုက်ရာဘုရင်အတော်ယထာက မောင်မင်းပြောတာအတော်ကိုကောင်းပါတယ်တခုတော့ရှိတာပေါ့လေဘလောက်ပဲစီစစ်စီစစ်အဲ့ဒီတန်ကတော့900ထဲမှာစစ်တိုက်နိုင်တဲ့စစ်သူရဲတွေရောပြွန်းလာပါလာပြီးတော့ငါတို့နဲ့အနီးကပ်တွေ့တဲ့အခါမှာစွန်စားတိုက်ခိုက်ရင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားထားဖို့လိုတယ်ဒီအချက်ဟာနိုင်ငံအတွက်အင်မတန်အရေးကြီးတဲ့အချက်ဖြစ်တယ်ဟုတ်ပြောလိုက်ရာရှင်စစ်သားက အမားရွေးမရှိအောင်မိမိတာဝန်ယူမိဖြစ်ကြောင်းတန်တော်ဦးတင်လိုက်လေတော့ဤထိုအခါဘရင်အတော်ရထားသည်ချက်စစ်တာအားမနူဟာဖျားအနေကစားတည်ရေးကိစ္စအတွက် လုံးဝတာဝန်ပေးလိုက်လေတော့ဤချက်စစ်တာသည်ဘရင်အတော်ရထားတာဝန်လှည့်အပ်လိုက်သည့်အချိန်မှစ၍အဖွဲနှစ်ဖွဲကိုတပြိုင်နက်တည်းဖွဲ့စည်းလိုက်လေတော့ဤ တဖွဲ့မှာအယက်သူအယက်သားများပါဝင်သည့်မနူဟာဖျားနေကစားတင်ပြင်းမြောက်၏အဖွဲဖြစ်ပြီးကြံတဖွဲ့မှာဘူးသူဤတရှိုးတမတပ်ဘူးတမင်းများတန်ပတီပါစစ်တီတော်များပါဝင်သည့်ဖျားအနေကစားတင်ပြင်းမြောက်၏အဖွဲပင် ဖြစ်၏အယက်သားများပါပါဝင်သော အဖွဲသည်တွင်တွင်ချေချေကြီးလှုပ်ရှားပြကားသူဝနာပြည်သူများရော့ တန်ပတီပါပြည်သူများပါပါတိအောင်ကြော်ညာများတတိများဖြစ်အောင်လုပ်ရ၏အမှန်စစ်စစ်ထိုးဖွဲ့သည်အပြတဘောသာဖြစ်၏ကျန်စစ်သားဤတရှိုးများဖြင့်ဖွဲ့စည်းထားသောအဖွဲ့သည်မိသူတစုံတယောက်များမတိစေရပဲလောက်ဝဲလှုပ်ရှားရိုက်ရ၏သူဝနာဘုံမီတို့တရှိုးများလွှတ်၍ဖုံကြီးเจ้าများတွင်တဲကိုကတန်ဃာတော်များဤပွဲအမည်စင်းရင်ကိုရယူခဲ့ခြင်းမှာ ထိုတရှုများဤလုံဆောင်ချက်များပင်ဖြစ်၏ထိုတရှုများသည် သူ့အနာဘုံမီမှပင်ဆောင်လာမည်တန်ဃာတော်များနေထိုင်မည်ကြောင်းများတွင်လေလုံချုံ၏အစီမံများကြိုတင်၍ဆောင်ရွက်ထား၏စွန်ကဲ့မည်စွန်စားမန်တဲ့တွင်လေထိုဖွဲ့ကားပင်တာဝန်ယူထား၏အကျဉ်းစခန်းအတွင်သူဝင်ရောက်ကဘုရင်မနူဟာ၏လုံချုံရေးကိုလေထိုဖွဲ့ကားပင်တာဝန်ယူလိုက်၏ တရှူတမှုချုပ်ကြံစစ်သားသည်အဖွဲနှစ်ဖွဲလုံးတွင်ခေါင်းဆောင်နေရ၏အပြင်ပန်းအပြတဘောဖွဲ့ထားသောအဖွဲတွင်လည်းကြံစစ်သားသည်တက်တက်ကြွကြွဆောင်ရွက်ပြနေ၏ဤဝက်ဖွဲ့ထားသောအဖွဲနိုင်မှုကြံစစ်သား၏လုံရများသည်ခြေတွက်လှပ၏ကျန်စစ်သားစီလွတ်လိုက်သောတရှိုးဖွဲ့သည်ဂုံသေးများအယောင်ဆောင်၍သူဝနာဘုံမီသို့ရောက်သွားကြပြီ။ ထိုသူတို့သည်ဘုန်းကြီးเจ้าများသို့ချင်းကပ်ကာကုံတယ်များအနေဖြင့်တဲခိုကြလိမ့်၏ထို့နောက်တက်မှတ်ထားသောအချိန်တွင်၌ပင်ရင်းချောင်းရှိတန်ဃာတော်များ၏ဘွဲအမိများတက်တော်များကိုကျန်စစ်သားထံသို့ပြန်လဲတည်ပို့နိုင်ကြပြီဖြစ်၏ကျန်စစ်သားသည်တရှုံများ၏တည်ပို့ချက်အရာသူဝနာဘုံမိရှိတန်ဃာတော်များ၏ဘွဲအမိများကိုသိရှိသွားပြီဖြစ်၏ထို့ပြင် ုတရှုများထံသို့ကျန်စစ်သားကတန်ငါတော်တပားကြီး၏ထေရုပ်ပတိကိုရယူလိုကြောင်းညွှန်ကြားလိုက်လေ၏တရှုများသည်ချက်စစ်သားရယူလိုသောထေရုပ်ပတိအချင်းကိုကျန်စစ်သားထံသို့ပြန်လည်ပို့နိုင်ခဲ့ကြလေ၏ထို့အခါကြမှာပင် ကျန်စစ်သားသည်ထေရုပ်ပတိအချင်းကိုဖတ်ရှု၍ပင်ဆောင်ရမည်တန်ငါစည်းရင်းကိုပြုစုလေတော့၏ ူးတို့ပြုစုရာတွင်ငထွေယူအားငထွေယူအားမိမိဤလက်ထောက်အဖြစ်အသုံးပြုခဲ့၏ထို့ပြင်ငထွေယူကိုပင်လမ်းတလျှောက်ကျိုးဆူရေးစကံများဖွင့်နေ၍တန်ငါတော်များစွန့်ကပ်ရန်လူများချွမွေးရန်နှင့်အိတ်ဆက်ရန်လိဟာခြင်းမရှိစေရန်စီမံချက်တစ်ခုအားရေးဆွဲကာတာဝန်ပေးစေခိုင်းလေတိုက်လေတော်၏ ထွေယူသည်ချက်စစ်သားဤတာဝန်ပေးချက်အရာသူအနာပုံမိမှတန်ပါဒီပါအရောက်ကျိုးဆူရေးစကံဖောင်း66ခုရှောင်းတခင်ကျိုးဆူရေးစကံ9ခုကိုဖွင့်လေခဲ့လေတော့ဤထို့ပြင်ချက်စစ်သားသည်ငလုံးလက်ဖဲနှင့်ညောင်းဦးဖီအားစွန်းစာစရဲဆောက်လုံရေးတန်ဃာတော်များဤယာယီစံချောင်းများထရှိရေးကျဲမာဤအတွက်ကီလာနာဆောင်များ ဖွင့်နေရလူများအတွက်တန်ပါတီပါသမားတော်များဤအကူအညီဖြင့်စေပေးခန်းများစေကူခန်းများဖွင့်နေရတောက်ရီ၃ရီအလုံးလောက်ရရှိရထို့အပြင်အနည်းကစားတင်အခမ်းအနားပြီးသောအခါ၌အောင်မြင်သောအထိမ်းမဲ့အဖြစ်ပျော်ပွဲရှင်ပွဲများပြုလုပ်ရစတီရိုကိုစီမံချက်များရေးဆွဲ၍တာဝန်ပေးအပ်ခဲ့လေ၏ ထပ်ပါအစီအစဉ်များအလုံးအလောက်စီစဉ်ပြီးတော့အခါ၌ချန်စစ်သားသည်သူဝနာပုံမိမှတန်ကာတော်များစင်များမြင်းများခြံထားပြဖြင့်ယထာများဖြင့်စင်များမြင်းယထာများဖြင့်ပင်ဆောင်စီခဲ့လေတော့ဤဟုတ်ကဲ့ပါရှင်အဆုံးထိလိုက်ပါဖတ်နားထောင်ပြီးသူတို့ဦးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါရှင်အပိုင်းတူလေးတွေပြုလုပ်ထားပေးတာဖြစ်တဲ့အတွက် နောက်ထပ်နောက်ထပ်အပိုင်းမျိုးလည်းစောင့်မျှော်ပေးကြပါဦးနော်မကြာမီချိန်သေးမှာဆက်သိမ်းပါတော့မယ်နော်ဇလန်လီယာအခုထိစိတ်ပါဝင်စားသွားပါစောင့်မျှော်ပေးကြပြီးတူးချင်းတွေတိုင်းအောင်လည်းကျေးဇူးများတင်ပါတယ်လို့ကြားချင်ပါတယ်ရှင်